ကျိုင်းတုံမြို့နိုင်2025ခုနှစ်ကမ္ဘာမျက်မမြင်ပပျောက်ရေးနေ့ပြည်နယ်စင်ထိမ့်မှခန်းနာကျင်းပတဲ့တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရှမ်းပြည်နယ်ရှေ့ပိုင်းကျိုင်းတုံမြို့နိုင်2025ခုနှစ်ကမ္ဘာမျက်မမြင်ပပျောက်ရေးနေ့ပြည်နယ်စင်ထိမ့်မှခန်းနာကိုအော်တိုဘာလ28ရက်ကကျိုင်းတုံထွေထွေယောဂကုဈေးရုံကြီး၌ကျင်းပခဲ့ကြောင်းသိရှိရပါတယ်။ဦးစွာပြည်နယ်ဆိုရအောက်ချုပ်ရေးအဖွဲ့ကွဲ ရှမ်းရှိဥက္ကရာဥတင်လင်းကပြည်သူများအားလုံးဘဝတလျှောက်အမြင်အာရုံ ချွတ်ယွင်းမှုမရှိစေဖို့ရာအတွက်ငယ်ရွယ်စဉ်ကလေးရွယ်ကစ၍မျက်စိကျန်းမာရေးကိုအလေးထားဆောင်ရွက်ကြရန်လိုအပ်သည့်အတွက်ကျန်းမာရေးဌာနနှင့်အတူနှီးနွယ်ဌာနများ မိဖက်အဖွဲ့အစည်းများလူမှုရေးအသင်းအဖွဲ့များနှင့်ပြည်သူအားလုံးပူးပေါင်း၍မျက်စိကျန်းမာရေးဆောင်ရွက်မှုလုပ်ငန်းများကိုအရှိန်အဟုန်မြင့်ဆောင်ရွက်သွားကြရန်အမှာစကားပြောကြပြီးကျိုင်းတုံထွေထွေယောဂကုဆေးရုံကြီးမှမျက်စိအထူးကုဆရာဝန်ကြီး ဒေါက်တာနန္ဒာအောင်ကမျက်စိယောဂအကြောင်းသိကောင်းစရာများနဲ့ပတ်သက်၍ဆွေးနွေးပြင်ပြခဲ့ပါတယ်။ထို့နောက်ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ကရှမ်းရှိဥက္ကဋ္ဌဦးတင်လင်းနဲ့အဖွဲ့ဝင်များပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဒေါက်တာဆန်းဟုံဆေးရုံအုပ်ကြီးဒေါက်တာတိုးမောင်နဲ့တာဝန်ရှိသူများကမျက်စိယောဂလူနာများအားကြီးစုအားပေးခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာ။